မင်္ဂလာပါရှင်။တန်လွင်ထိုင်းရဲ့ဧပြီလ24ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြိုက်ထုံမှာလက်နက်ကြီးကြလို့ဒေသခံ၄ဦးဒဏ်ရာရခဲ့တဲ့သတင်း။ကော့ဂရိတ်ကြုံထိုးတိုက်ပွဲအတွင်း စစ်ရှောင်ပြစ်မှတ်တွေတိုက်ခိုက်ခံနေရတဲ့တဲ့င်းနဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ဟာစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်မှုပြက်ကွက်ခဲ့တဲ့အစီအစဉ်သာဖြစ်ခဲ့တဲ့တဲ့င်းတဝဲမှာစစ်တပ်ဘုံကျဲမှုကြောင့်ဒေသခံတူဦးသေဆုံးခဲ့ရတဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့င်းတွေမှာတော့အိန္ဒိယကပါကစ္စတန်တန်အမတ်တွေကိုနှင်ထုတ်ပြီးနယ်စပ်ကိုပိတ်ထားလိုက်တဲ့တဲ့င်း ထရန့်ရဲ့အခွန်တွေကိုတားဆီးဖို့အမေရိကန်ပြည်နယ်တရားစင်တရားစွဲဆိုလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတက်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အခြေလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ မွန်ပြည်နယ်စိုက်ထုံမြို့နယ်ခရွယ်ကျေးရွာနယ်ငပြောတော်ကျေးရွာမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကတင်ပြထားမှုပြောပါရယ်။ဧပြီလ24ရက်နေ့နေ့လယ်7:00နာရီအချိန်ခန့်မှာစိုက်ထုံအခြေဆိုင်အမှတ်33ညအမြောက်တပ်ကနေခရွယ်ကျေးရွာထဲကိုလက်နက်ကြီး၄လုံးထပ်မံနဲ့ရန်တမ်းပစ်ခတ်ခဲ့တာပါ။လက်နက်ကြီးကြားရောက်ပေါက်ကွဲမှုကြောင့် ခရွေကျေးရွာနေအသက်40ကျော်အရွယ်တွေဖြစ်တဲ့ကိုချက်ကြီးနဲ့ကိုတော်ကားတို့နှစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူဧပြီလ24ရက်နေ့နေ့လယ်12နာရီခွဲအချိန်ခန့်မှာလဲစစ်ကောင်စီတပ်ကလက်နက်ကြီးနှလုံးထပ်မံပစ်ခတ်ခဲ့တဲ့အတွက်ငပြောတော်ကျေးရွာထဲကိုကြားရောက်ပေါက်ကွဲခဲ့တာကြောင့်ဒေသခံအမျိုးသားနှစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒေသခံတွေရဲ့အဆိုအရစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုဟာမိုးပြင်းနယ်နဲ့ပဲခူးတိုင်းဆက်ကရွှေကျင်မြို့နယ်ကွင်းစိတ်ကျေးရွာဘက်မှာတိုက်ပွဲပြင်းထန်နေတာကြောင့်တော်လိုင်းရေးအဖွဲ့တွေရှိနိုင်မဲ့ထင်းတဲ့နေရာတွေကိုရန်တမ်းပစ်ခတ်တာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ကြိုက်ထုံမြို့နယ်မှာဧပြီလတတိယပတ်လောက်ကစပြီးစစ်ကောင်စီတပ်နဲ့တော်လိုင်းရေးအင်အားစုပူးပေါင်းတပ်တွေကြားနှစ်ဖက်စစ်ရေးတင်းမာနေပြီးစစ်ကောင်စီတပ်ဘက်ကနေရောညပါလက်နက်ကြီးပစ်ခတ်မှုတွေလှုံ့ဆော်နေပါတယ်။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ကရင်ပြည်နယ်ကောဂရိတ်မြို့နယ်ကျုံတိုမြို့တို့မှာစစ်ဘေးရှောင်ပြည်သူတွေတန်းရှောင်နေရတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပိတ်မထားတိုက်ခိုက်မှုတွေလှုံ့ဆော်နေရလို့နေမြေခံသတင်းအရင်းမြစ်တွေကတလွင်ထမ်းမှုပြောပါရတယ်။ ဧပြီလ23ရက်နေ့ညပိုင်းကကျုံတိုးမြို့နယ်ဝင်းကကျေးရွာထဲကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာနေအိမ်၃လုံးစာတင်ကျောင်း၁ကျောင်းထိခိုက်ပျက်စီးသွားခဲ့ပြီးဒေသခံအမျိုးသားတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နယ်မြေခံသတင်းရင်းမြစ်တွေကဆိုပါတယ်။ ကွန်ကရစ်မြို့နဲ့ဂျုံတို့မြို့အနီးအနားမှာတော်လန်ရေးအင်အားစုတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေချိန်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားရာအနီးအနားကခြေရွာတွေရောတိုက်ပွဲဖြစ်ပွားရာနေရာနဲ့ဝေးပြီးတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေခိုးလုံရောက်ရှိနေတဲ့ခြေရွာတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေနေစဉ်ပြုလုပ်နေတာဖြစ်ပါတယ်။ ်စေဘေးရှောင်ပြည်သူတွေအ धिक ခိုလုံနေထိုင်တဲ့စာတင်ကျောင်းနဲ့ဘာသာရေးအဆောက်အဦအဆောင်တွေကိုစစ်ကောင်စီတပ်ကအ धिक ထားပြစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့အတွက်စာတင်ကျောင်းနဲ့ဘုံကြီးကျောင်းတွေမှာအထူးသတိပြုပြီးခိုလုံကြဖို့ပြည်သူတွေအချင်းချင်းအသိပေးတာတွေလည်းရှိနေပါတယ်ကောဂရဲကြုံတို့ဒေတာတိုက်ပွဲတွင်စစ်ကောင်စီတပ်ကအရသာပြည်သူတွေအပေါ်ပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တိုက်ပွဲကာလတပတ်ကျော်အတွင်းအရသာပြည်သူ20ကျော်သေဆုံးက30နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူအများပြားစစ်ဘေးရှောင်နေကြရပါတယ်။စစ်ဘေးရှောင်နေကြရတဲ့ကော့ဂရိတ်ကြုံလို့ဒေသကစစ်ဘေးရှောင်ပြည်သူတွေဟာလက်တလုံးမှာစားနပ်ရိက္ခာဆေးဝါးကုသမှုစတဲ့အခက်အခဲပေါင်းများစွာကိုကြုံတွေ့နေရပြီးအရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလည်းလိုအပ်လျက်ရှိနေတယ်လို့မြေပြင်မှာဆစ်ဆောင်ရေးကူညီပေးနေတဲ့ကရင်ရပ်ဖတ်ဖွဲ့စည်းတွေကဆိုပါတယ်။ ကွန်ကရစ်မြို့နဲ့ဂျုံတိုးမြို့ကိုဆက်သွယ်ထားတဲ့အာရှလမ်းမပေါ်နွားကြံကုန်းလေးတိုင်ကနေ၉တိုင်အထိတက်ဆွဲထားတဲ့စစ်ကောင်စီဂိတ်စခန်းတွေကိုဧပြီလ၁၄ရက်နေ့ကစပြီးတော်လန်ရင်အင်အားစုအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေနှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလေးချောင်းပြင်းထန်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။လက်ရှိမှာတော့ဂျုံတိုးမြို့ပြင်ကွန်ကရစ်မြို့နဲ့စာကာခဆက်နေဌာနချုပ်ကိုတော်လန်ရင်အင်အားစုပူးပေါင်းအဖွဲ့တွေက ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါဗျ။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1543ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1543ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6550ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ 2962ဦးအထိရှိလာပြီဖြစ်ပြီးပြည်လဲလွန်မြောက်လာသူ6898ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြည်လဲလွန်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ စေကောင်းဆောင်ကိုတိုင်သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ဘုံသဘောတူညီချက်၅ချက်ဟာလေးနှစ်ပြည့်မြောက်လာခဲ့ပေမဲ့စစ်ကောင်စီဘက်ကတိတာထင်ရှားတဲ့အကောင့်ထဲဖော်မှုမရှိတဲ့ပေါ် Justice for Myanmar ကထောက်ပြလာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အာဆီယံနဲ့မြန်မာစေကောင်းဆောင်တို့ကြားထားရှိခဲ့တဲ့ဘုံသဘောတူညီချက်၅ရက်ဟာစစ်ကောင်စီရဲ့ကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ပြက်ကွက်ခဲ့တဲ့ငြင်းချမ်းရေးအစီအစဉ်သာဖြစ်ခဲ့တယ်လို့ Justice for Myanmar ကပြောပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းယူမှုပြီး2022ခုနှစ်ဧပြီ24ရက်နေ့မှာအာဆီယံခေါင်းဆောင်တွေရှေ့ဆုံးဖြတ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ရက်ကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုယ်တိုင်သဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။ဒါပေမဲ့အဲ့ဒီဘုံသဘောတူညီချက်၅ရက်ဟာလေးနှစ်ပြည့်မြောက်သွားပြီဖြစ်ပေမဲ့စစ်ကောင်စီဘက်ကတိတာထင်ရှားတဲ့အကောင့်တွေဖော်မှုတွေမရှိခဲ့တဲ့အပေါ် Justice for Myanmar ကထောက်ပြလာတာဖြစ်ပါလိမ့်။ဘုံသဘောတူညီချက်၅ရက်ချင်းမှာတော့ဖမ်းဆီးထားတဲ့နိုင်ငံငေါးဆောင်တွေနဲ့နိုင်ငံရေးကျင်းသားတွေကိုပြန်လွှတ်ပေးဖို့ အကြမ်းဖက်မှုတွေရဲ့ဆိုင်မှုတက်ဆိုင်ရာအစုဖွဲ့အားလုံးနဲ့တွဲဆောင်ဆွေးနွေးဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့စတဲ့ချက်တွေပေါဝင်ပါတယ်။အာဆီယံရဲ့ငင်းချင်းရေးအစီအစဉ်အောင်မြင်မှုနဲ့အတူစစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေဆက်ရှိနေပေမဲ့အာဆီယံနဲ့ဖွဲ့ဝင်နိုင်ငံတွေဟာစစ်ကောင်ဆောင်နဲ့ထိတွေ့ဆက်ဆံမှုကိုဆက်လက်လှုပ်ဆောင်နေကြပါ။ဒါအပြင်မြန်မာနိုင်ငံအတွင်းအကြက်အတဲတွေဖြစ်ရှင်ရေးအားထုတ်မှုတွေကိုဦးဆောင်နေကြောင်းပြောဆိုနေပေမဲ့လက်တွေ့မှာတော့အခြေအနေတွေကိုပုံမဆိုးဝါးစေပြီး နိုင်ငံတကာရဲ့ထိရောက်တဲ့ရေးယူဆောင်ရွက်မှုတွေကိုပိတ်ပင်နေတာလို့ Justice for Myanmar ကဆိုပါရီဧပြီ18ရက်နေ့ကအာဆီယံလှည့်ကြဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကငလျင်ကြောင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက်စစ်ကောင်းစာဗိုလ်ချုပ်မကြီးမရောက်လိုင်းနဲ့တွေ့ဆုံခဲ့တာပါလာဒူအမျိုးသားညညရေးဆိုရ NUG ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကိုလည်းဧပြီ18ရက်နေ့မှာအွန်လိုင်းကနေပထမဆုံးတရားဝင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။တရားစီတွေ့ဆုံမှုတွေအတွင်းမလေးရှားဝင်ကြီးချုပ်အန်ရာအီဘရာဟင်ကမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်အောင်တောင်းအပ်ပေးတောင်းဆိုမှုတွေနဲ့ ငလင်ဘေးပြီးအပြစ်ခတ်ရဆက်ရေးတိုက်တွန်းမှုတွေရှိခဲ့တာပါဒီအပေါ်အမျိုးသားညွညွရေးဆိုရ NUG ယာယီသမရဒူဝါလက်ရှိလာကနိုင်ငံတကာအတိုင်းဝိုင်းနေနဲ့လဲစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့သဘောထားကိုလေးနက်စွာစမ်းစစ်တုံးတက်ကြဖို့တိုက်တွန်းခဲ့ပါတယ်စစ်ကောင်စီအနေနဲ့လဲမြန်မာနိုင်ငံမှာဘယ်လိုစရုပ်ချုပ်ရေးနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖုံးမျိုးတွတ်တက်အောင်မလုပ်နိုင်ဘူးဆိုတာနှစ်ပေါင်း80ကျော်ကြာပြည်တွင်းစစ်ကတက်တင်မှုနားလည်ဖို့လိုတယ်လို့ဧပြီ22ရက်နေ့ကပြုလုပ်တဲ့ NUG အစိုးရအဖွဲ့စည်းဝေးမှာယာယီသမရကပြောဆိုခဲ့တာပါ Justice for Myanmar ကတော့ ASEAN အနေနဲ့ငြိမ်းချမ်းရေးအတွက်ဂရီခဝတ်တွေကိုပြသခြင်းရင် Federal Democracy အတွက်အသက်တွေရင်းပြီးစစ်ကောင်စီကိုရဲ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 ဆက်လက်ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေရဲ့အတန်တွေကိုလေးစားရမယ်လို့ထောက်ပြပါတယ်။ရပ်ဖက်ဖွဲ့စည်းပြီးတောင်းဆိုထားတဲ့အတိုင်း ASEAN ဘုံသဘောတူညီချက်၅ရပ်ကိုကျော်လွန်တဲ့မြန်မာလူထုဗဟိုပြုနိလန့်နဲ့တာငြိမ်းချမ်းရေးကိုစောင့်ကြည့်နိုင်မယ်လို့ထုတ်ပြန်ချက်မှာအတိအပြဖော်ပြထားပါတယ်။ တဝယ်မြို့နယ်အရှိတော်ဒေသမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းပုံးကျဲတိုက်ခိုက်မှုကြောင့်အရသာပြည်သူတို့အသေဆုံးပြီးစာတင်ကြောင်းအဆောက်အဦတချို့ထိမှန်ပျက်စီးခဲ့ပါတယ်။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါတယ်။တနင်္လာရီတိုင်းတဝယ်မြို့နယ်အရှိတော်ဒေသမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းပုံးကျဲတိုက်ခိုက်မှုကြောင့်အရသာပြည်သူတို့အသေဆုံးပြီးစာတင်ကြောင်းအဆောက်အဦတချို့ထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါတယ်။ပြီးခဲ့တဲ့ဧပြီ23ရက်နေ့နေ့လယ်တနင်္လာရီခွဲချိန်ကမှာ စစ်ကောင်စီတပ်ဟာတဝဲရှိတော်ဒေသကတောင်သုံးလုံးကျေးရွာနဲ့ကြောင်မဲတောင်ရွာကြားကိုပေါင်နီယာဘုံနှလုံးလာရောက်ကျဲချသွားတာပါဘုံကျဲမှုကြောင့်တောင်သုံးလုံးကျေးရွာနေအသက်30ကျော်ရွယ်ခိုအီစာနောက်ကျောဘုံစာထိမှန်တည်ဆုံသွားသလိုတောင်သုံးလုံးကျေးရွာကမူရာတန်းကျောင်းစာဦးတိမှန်ပျက်စီးခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့ဘုံကျဲတက်ခတ်မှုကြောင့်တောင်သုံးလုံးကြောင်မဲတောင်ရွာကဒေသခံတို့ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီးတချို့ကတော့ ရွာထဲမှာပင်နေထိုင်နေပြီးအချင်းနေစောင့်ကြည့်နေကြတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းကြောင်မဲတောင်နဲ့တောင်သုံးလုံးတို့ဝိုက်ကိုတော်လန်ကြီးတက်တီဝင်ရောက်လာတာကြောင့်မြစ်တာမြို့မှာရှိနေတဲ့စစ်ကောင်စီ viewer scan ကလည်းတောင်သုံးလုံးနဲ့ကြောင်မဲတောင်ရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ April 16ရက်နေ့ကလည်းတနင်္လာနေ့တိုင်းတရချောင်းမြို့နယ်ရငဲကြီးရွာမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်ရေဖိုးနှစ်ဦးသေဆုံးပြီးဒေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နိုင်ငံကသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အိန္ဒိယကပါကစ္စတန်တပ်အမတ်တွေကိုနှင်ထုတ်ပြီးနယ်စပ်ကိုပိတ်ထားလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာတနတ်သမားတွေရဲ့တိုက်ခိုက်မှုကြောင့်ကမ္ဘာလက်ခီတွား26ဦးသေဆုံးခဲ့ရပြီးနောက်အိန္ဒိယကပါကစ္စတန်တပ်အမတ်တွေကိုနှင်ထုတ်ကာနှစ်နိုင်ငံနယ်စပ်ကိုပိတ်ထားသလိုရေမျှဝေတုံးဆွဲရေးအထင်ကြီးသဘောတူညီမှုကိုလည်းဆိုင်းငံ့ထားလိုက်ပါတယ်။အိတ်တိုက်ခိုက်မှုမှာသူတို့ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပါကစ္စတန်ကငင်းဆိုထားပြီးအိန္ဒိယရဲ့အရေးယူမှုတွေကိုတုံ့ပြန်ဖို့ဧပြီ24ရက်မှာမြို့သားလုံခြုံရေးအစည်းအဝေးတရက်ကျင်းပခဲ့ပါတယ်။ကဘာလက်ခီးတဲ့တွေလာရောက်လေရှိတဲ့ပါဟေကန်ဒေတာတွေကိုတောတွေကသနတ်သမားတွေရောက်ရှိလာပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုဆိုးရတဲ့တိုက်ခိုက်မှုဟာဘယ်ဖွဲ့စည်းရဲ့လက်ချက်ဖြစ်ကြောင်းတရားဝင်ကြေညာထားတာမရှိသေးပေမဲ့မီဒီယာတချို့ကတော့ပါကစ္စတန်ရှေ့ဆိုင်လက်ရှ်ကအီထိုင်ပါနဲ့ဆက်ဆက်တဲ့အဖွဲ့အဖွဲ့ရဲ့လက်ချက်ဖြစ်နိုင်ကြောင်းဖော်ပြထားပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီဟာ ပြည်ပခီးစဉ်တွေကိုအကျဉ်းချုပ်လိုက်ပြီးညူဒီလီတို့ပြန်လာတာလုံခြုံရေးအကြီးအကဲတွေနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။တိုက်ခတ်မှုကျွလွန်သူတွေကိုလုံးဝလွတ်ပေးမှာမဟုတ်ဘူးလို့ဝန်ကြီးချုပ်မိုဒီကကြွေးကြော်ထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နဲ့နိုင်ငံစလုံးကသူတို့ပိုင်တယ်လို့ပြောထားတဲ့ကက်ရှမီးယားဒေသမှာအိန္ဒိယအုပ်ချုပ်မှုကိုစက်ကျင်တော်လှန်မှုတွေရှိနေတာဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်ပြီးတိုက်ခတ်မှုတွေအတွင်းလူထောင်ချီသေဆုံးခဲ့ရပေမဲ့ကမ္ဘာလက်ခီးတော်တွေကိုတိုက်ခိုက်တာကအကြုံနောက်ကြုံခဲ့ဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ဆယ်စုနှစ်ချောင်းနဲ့ကြာပြီဖြစ်တဲ့ရေဝင်မြသုံးဆွဲရေးသဘောတူညီမှုကိုအိန္ဒိယကဧပြီ23ရက်ညပိုင်းကရက်ဆိုင်ခဲ့ပါသည်။နိုင်ငံ၄ဆက်ကိုလည်းအိန္ဒိယကပေးလိုက်တာကြောင့်ကုန်စည်ရှိစင်းမှုထိခိုက်နိုင်ပါတယ်။ပါကစ္စတန်နိုင်ငံသားတွေအတွက်ဗီဇာကင်းလွတ်ခွင့်ကိုလည်းညူဒီလီဆိုရကရုပ်သိမ်းလိုက်ပါသည်။ပါကစ္စတန်မှာရှိတဲ့အိန္ဒိယစစ်ဘက်ဆိုင်ရာတပ်တပံတွေကိုညူဒီလီတို့ပြန်ခေါ်ထားပြီးပါကစ္စတန်စစ်ဘက်ဆိုင်ရာတပ်တပံတွေတပတ်အတွင်းနိုင်ငံတွင်းကထွက်သွားကြဖို့ညွှန်ကြားထားပါသည်။ ထရန့်ရဲ့အခွန်တွေကိုတားဆီးဖို့အမေရိကန်ပြည်နယ်တရားစင်တရားစွဲဆိုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကပြောပြပေးထားပါဗျ။ ကမ္ဘာကုန်သွယ်ရေးကိုဇောက်ထိုးမိုးမျော့ဖြစ်သွားစေခဲ့တဲ့တမရဒေါ်နယ်ထရန့်ရဲ့အခွန်ပြထန်မှုတွေတားဆီးရေးအမေရိကန်ပြည်နယ်တရားစင်ကပူရဲတရားစွဲဆိုလိုက်ပါတယ်။နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှုနဲ့အစိုးရရှိနေချုပ်တို့ဦးဆောင်တဲ့အဲ့ဒီတရားစွဲဆိုမှုမှာတမရအနေနဲ့အခွန်တွေပြထန်းခွင့်မရှိဘူးလို့စောတကတက်ထားပါတယ်။ဒီလိုအခွန်ပြထန်းတာကိုအမေရိကန်လွှတ်တော်ကပဲခွင့်ပြုရမှာဖြစ်တယ်လို့အဲ့ဒီတရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။နိုင်ငံတကာကုန်သွယ်ရေးအတွက်အမေရိကန်တရားရုံးမှာတရားစွဲဆိုထားမှုအတွင်ပြည်နယ်၁၂ခုပါ ါဝင်ပါတယ်။နယူးယောက်အစိုးရရှိနေချုပ်လက်တီတီယာဂျင်းစ်ဟာသူတို့မဲဆန္ဒနယ်တွေရဲ့ဘေကင်းရေးနဲ့အကောင်ကျိုးကိုကာကွယ်ပေးရမှာတဲ့တမရထရန့်ကိုအပြစ်ရှာဖို့ဦးစားပေးနေတယ်လို့အင်ဖြူတော်ကဆွဆွဲထားပါတယ်။အခွန်စည်းကြမ်းမှုကိုတမရကမဟုတ်ပဲလွှတ်တော်ကမဲခွဲဆုံးဖြတ်အတည်ပြုရမယ်လို့တရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။သမရဟာဖွဲ့စည်းပုံဆိုင်ရာအစီအစဉ်တရားရှိမှုကိုပြောင်းပြန်လှန်ပစ်နေတယ်လို့တရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။ အခွန်တွင်နဲ့ပတ်သက်လို့ကယ်လီဖိုးနီးယားပြည်နယ်ကတမရာထရန်ကိုပြီးခဲ့တဲ့သတင်းပတ်ကတရားစွဲဆိုခဲ့ပါတယ်။အမေရိကန်နဲ့တခြားနိုင်ငံတွေကြားကုန်သွယ်ရေးလုံငွေပြမှုကိုဖြေရှင်းရေးအခွန်တွေပြထမ်းရမယ်ဆိုတဲ့ထရန်ကကုန်သွယ်ဘက်နိုင်ငံတွေကိုပါမချန်အခွန်တွေပြထမ်းထားတာဖြစ်ပါတယ်။ နက်ဖြန်ဧပြီလ25ရက်နေ့အတွက်မိုးလေဝသအခမ်းအနချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်အရမြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသတွေမှာတိမ်အထင်းထက်ဖြစ်ထွန်းနေတာကလွယ်လို့ကြံတပြီလုံးမှာတိမ်ကင်းစင်စလောက်ရှိနေတာကိုတွေ့ရပါတယ်။တနင်္လာရီတိုင်းတစ်ခုလုံးမှာနေရာကွက်ကြောင်မိုးတစ်ချုံရွာနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ နေပူချိန်မြင့်တက်မှုနဲ့မိုးရွာသွန်းမှုတို့ကြောင့်လေတူတွင်ပူချိန်ပြောင်းလဲမှုတွေဖြစ်ပေါ်တတ်တဲ့အတွက်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးလဲညံ့နေပိုင်းချင်းလေပြင်းတိုက်ခတ်ခြင်းမိုးဒိန်တောင်ကြီးများဖြစ်ပေါ်ခြင်းမိုးတီးကြွေကြခြင်းလျက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့အန္တရာယ်တွေဖြစ်ပေါ်နိုင်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်အသင်းအသင်းမှတိမ်ထူထန်နိုင်ပါတယ်။ စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်။ကြံဒေသတွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာအပူချိန်34ဒီဂရီမှ38ဒီဂရီစင်တီဂရိတ်အသွင်းသို့ရောက်ရှိနိုင်ပြီး ၊စကိုင်းတိုင်း၊မကွေတိုင်း၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းနဲ့အေရဝတီတိုင်းတွင်းရှိမြို့နယ်တချို့မှာတော့အပူချိန်၄၂ဒီဂရီမှ၄၄ဒီဂရီစင်တီဂရိတ်အထိအမြင့်တန်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ၃၄ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ၃၅ဒီဂရီစင်တီဂရိတ်စီနဲ့ဒဝယ်မြို့မှာ၃၂ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်အလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့အလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မြန်မာနိုင်ငံနေရာဒေသအများစုမှာမြူကျဆင်းမှုရောနေနိုင်ပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီကနေရယူဖော်ပြတာဖြစ်ပါတယ်။ တလွင်ထိုင်ရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါတလွင်ထိုင်ရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလွင်ထိုင် application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မိသားစုတစုပုံခုနိုင်မဲ့ဘုံခုချင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ချင်းတစ်ခုတူးရပါမယ်ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်6လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါရဲ့။လေဝင်ပေါက်အတွက်လေးလက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အပုံစံချိုးထားပေးပါ။အပေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားတစ်ခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထပ်အနံတစ်ထပ်ထပ်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါဒီဖို့ပါ ရေမွေအောင်ကျင်းပတ်ပတ်လည်မှာရေနှုတ်မြောင်တူပေးပါ။စောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram Channel, DVB TV, Facebook, YouTube တို့မှာကြိုအားကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ။မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းခိုစို့